ကြည်တွင်ရဲ့ Where is my mind လို့အမည်ပေးထားတဲ့စက်တကြိမ်မြောက်တကူတော်ပြပွဲကို Channel Telephone မြန်မာမှာရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်။ဝိစ်မိုင်းမိုင်းတို့အမိပေးထားတဲ့ဒီပြပွဲမှာတော့ပတိဆရာကမိမိရဲ့အသည့်စိတ်ခံစားမှုရတာနဲ့အမြင်တို့ကိုတဘာဝကြကြမရေးဆွဲထားမယ်နဲ့ လွတ်လပ်ပေါ်ပါစွာဖန်တီးရေးဆွေးပုံပေါ်ထားတဲ့ပကြီကားပေါင်းများစွာကိုပေါ်ပါစွာတွေးတောကြည့်ရှုခန်းစားရမှာဖြစ်ပါတယ်။ကြတော့ဟိုပြင်းပြအပြင်တနစ်တစ်ခါလောက်လုံးဖြစ်တယ်တနစ်တစ်ခါလောက်လုံးဖြစ်တယ်ဆိုတော့ဒါဂျားထဲမှာဟို တစ်နှစ်ကြော်ကြော်မှာမနေ့က10ချိန်မြောက်တစ်နှစ်ကြော်ကြော်မှာပေါ့အဲကိုရီးယားကတော့အဲရေးပြီးပြီးဒီဆိုလိုပြီးဆိုနောက်နောက်ဆိုလိုတော့ကတော့လောက်တာပေါ့နော်ဟိုရေးထားတာပဲရှိတော့ဒါနဲ့ဒီတစ်နှစ်အတွင်းမှာရေးထားတဲ့စက်ချိန်ကြော်မြောက်ဟိုအဲကြီးဝယ်ပြီးရေးတာပေါ့ကိုတော့တော့ရေးနေရပဲပေါ့ပတိအဲတစ်နှစ်လောက်ကြာရင်တင်းတင်းနဲ့ဆိုလိုပြလို့ကောင်းမဲ့ကားလီပေါ့အဲ့လိုစုပြီးပြပြတာပေါ့နော်အဲဆိုလိုရှိလို့ဆိုပြီးလောက်တာတော့မဟုတ်ဘူး အများတန်းတော့ရေးနေတော့တစ်နှစ်တစ်ခါလောက်တော့ပြပြတယ်ဒါရင်းနဲ့ဒီမှာ2023ဝန်းလုံးကကားကြီးလည်းပါတယ်2025မှာတော့မဟုတ်ဘူး2023 24 25သုံးနှစ်ပေါ့သုံးနှစ်လောက်လှုပ်ထားတဲ့ကားတွေပထမတော့ဒီကိုရီးယားဒီလိုပြောင်းရေးမယ်ဆိုပြီးတော့ရေးတာတော့မဟုတ်ဘူးနော်တနနှစ်စာသုံးနှစ်စာလောက်ဆိုရေးနေတခါလေကျတော့ဟိုဟာဘိုင်းကြီးငွေလာတာတို့ မသိစိတ်ကပြောင်းလာတာတော့လွတ်လပ်တာတွေ space ကြီးကြိုက်လာတာတို့လည်းဖြစ်တော့ landscape ရဲ့ရေးတာမဟုတ်ဘဲနဲ့ space ကိုရေးနေအဲ semi effect semi landscape လို့မျိုးကြီးဖြစ်သွားတာပေါ့အဲ semi landscape လို့ဖြစ်တဲ့ဟာ ਈ ဆိုသတိထားကြည့်မိကွာကိုလည်းနောက်မှသတိထားကြည့်မိရပြန်ဆိုမှဟိုနောက်ပိုင်းနောက်ပိုင်းအချိန်နေများတယ်2025ရေးတဲ့ဟာ ਈ ဆို semi landscape ကြီးဒါ ਈ ဆို2025တွေအဲ့လိုပေါ့ဟို ဟိုကရေးလိုက်ဒီကရေးလိုက်တော့မဟုတ်ရေးနဲ့မသိစိတ်ကပြောင်းလာပါဘူးเนาะပြောင်းလာအရှိပိုင်းတော့ stroke တွေများတယ်အဲအများကြီးနဲ့ရင်းရင်းနဲ့နည်းနည်းညီငွေ့လာလို့လည်းဖြစ်ဖြစ်ပါဘောအဲ့ရ space ကိုကြိုက်လာတော့ space ဘက်ကိုရောက်လာအဓိကတော့အခုတော့ဟိုသူ abstract ပေါ့เนาะတတ်မှတ်ထား abstract ဆိုလဲ abstract ပေါ့လွတ်လပ်ရေးရကြိုက်တာတစ်ခုရယ်ပြီးတော့ဟို landscape ကိုဟို ် realism တွေပိုင်းလည်းမကြိုက်တာမဟုတ်ဘူးကြိုက်တယ်ကြိုက်တယ်ဒါနဲ့အဲဒါအခုအမြင်ပေါ့အခုတယောက်တည်းအမြင်ကတော့ abstract ကတော့ဘယ်အချိန်ပြန်ခံစားခံစားရတာအသက်တခုပေါ့အဲ့လိုပြန်ပေးသလိုမျိုးဟိုကိုယ်ကခံစားရတယ် abstract ကဒီတကားကြည့်ပြီးတော့နောက်နှစ်နှစ်လောက်မှနေပြန်ကြည့်ရင်လေဟာမိုက်တယ်ဟိုအရသာတမျိုးပေါ့အဲ့လိုခံစားရတယ်ဟိုအခု realism တွေမဟုတ်ကြတော့ဒီတိတိကျကျ message တခုကိုပေးလိုက်တာ ဒါဆိုဒါလေးပေါ့နော်နောက်ကကြည့်လဲဒါလေးပဲနောက်အသက်ကြီးမှကြည့်လဲဒါလေးပဲဒါပေါ့နော်ဒီဟာကြီးကြတော့ဟိုကဟိုတစ်ခါချင်းတစ်ခါခံစားလို့ရတယ်ပြောချင်တာ ਨੇ ဟိုဟိုကိုပေးနေတဲ့ message ပါညာဆိုတော့အတိအကျမရှိဘူးဆိုရင်လည်းကိုပြချင်တာတော့ရှိတာပေါ့နော်ဟိုကလွတ်လပ်စွာခံစားဆိုတာထင်ချင်ရထင်မှုတော့ပြောတာမဟုတ်ဘူးဘာနဲ့ဟိုအရသာဆိုတာလေ all i don't say လေးကဘယ်လိုသုံးထားပါလားပါလားညာလားရလား ပြီးတော့ effort ကြတော့ effort ကြတော့ဟိုကအဓိကရေးရပျော်လို့ပျော်တယ်မရိုးအောင်ရေးရေးရေးပြီးရင်ထပ်ရေးခြင်းတယ်ရေးရတာပျော်ဖို့ကောင်းတော့ထပ်ရေးခြင်းနော်ပျော်တယ်ပျော်ပျော်အခု portrait လည်းရေးတယ် portrait ရင်၃၅လောက်ဆိုမပျော်တော့ဟဲ့လားမပျော်တော့ဆက်မရေးခြင်းတော့ဆက်မရေးခြင်းတော့နည်းနည်းပြင်းသွားပါဘောနော်၃၅လောက်ဆိုအဲ့အဲ့ဟိုတခြားဟာတွေဆိုလည်းအဲ့လို DI ကြတော့၃၅လောက်ဆိုကား30လောက်ထပ်ရေးခြင်းထပ်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 ရေးခြင်းတယ် ြောတော့အဲ့လိုဆက်ဆက်ပြီးလုံးပြစ်သွားဘာမှတော့ trade 2ပြောစရာအောင်မရှိပါဘူးကိုတို့ကတော့ကိုတို့ကတော့ဟိုပကြီးပဲရေးကျင်နေတာဟုတ်ပကြီးပဲရေးကျင်တော့ပကြီးရေးတယ်ကားလေးများလာတော့ဟိုပြဝဲတွေတင်ညင်တာပေါ့တင်တယ်ပြင်တော့လေဟိုဘာဖြစ်ဟိုကိုတငယ်ချင်းပတ်ဝန်းကျင်အတိုင်းဝိုင်းလာကြည့်စေချင်တာပေါ့နော်လာကြည့်စေချင်တော့တွေ့ကြရတာပေါ့ပြီးတော့အပြင် public လည်းဟို

ိဖေးစာလေးရတော့ငါကြတော့လာကြည့်မယ်ပေါ့နော်ဒါပေမဲ့သူတွေကတော့ဒါမှ upset တွေပဲပြမှာပဲဆိုတော့ကျွန်တော်တို့ကသိပြီးသားတိုးတော့လည်းပဲဘလိုတွေမျိုးပြလဲဆိုတာလေးကိုလည်းသိကြတာပေါ့နော်အရင်တော့ကအလိုနှစ်ပွဲသုံးပွဲသူ့ရဲ့ solo show တွေကိုကြည့်မှုပါတယ်ပေါ့နော်အကြည့်ဦးတဲ့ထဲမှာဒီ upset ကတော့ဟိုပါပေါ့နည်းနည်းပို့ပြီးတော့အားရတယ်သူကအဲဟိုတပွဲနဲ့တပွဲပို့ပို့ပြီးတော့မှဟိုစွားတွေတွေ့ရတာပေါ့နော် ကျတော့ abstract ဆိုတာတကယ်တမ်းကျတော့ပြီးသွားပြီလေနိုင်ငံတကာမှာလည်းပြီးသွားပြီဟိုပါဟိုအစ်စ်တွေမဟုတ်တော့ဘူးပေါ့ဗျာဒါဟိုပါတို့ကဟိုနိုင်ငံတကာမှာဟိုကဘာနီးပဲသုံးတော့ကြက်ဗျာဘာ realism ပဲဖြစ်ဖြစ် impression ပဲဖြစ်ဖြစ်ကျွန်တော်တို့ abstract expression တွေပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးရေးနေကြတာပါပဲတိုးတော်လေဟာဒါရှိပြီးသားတွေပဲအဲ့ဒါတော့ပြောလို့မရအောင်ဒါမရှိပြီးသားဆိုပေမဲ့ဒီပကြီးဆရာကဒီသူပန်တီးတဲ့လက်ရတဲ့မှာဘယ်တော့ထိ သိဉာဏ်ဘလောက်ထိနောက်ပြီးတော့ခံစားချက်ဘလောက်ထိနောက်စွမ်းအားဘလောက်ထိစွမ်းရည်တွေကိုအပြည့်နဲ့အဲ့မှာထည့်ပြီးတော့မှအဲ့လိုပေါ့ဆွဲထားတာတွေကိုကျွန်တော်တို့ကကြည့်ရတော့မှာသိရမလားသိရမလားဒီဒီပကြီးကားတွေကဒီပေါ်တီပေါ်စာလှုပ်ထားတာလားပေါ့ညားနေတာလားပေါ့နော်တကယ်ပေါ့ကိုယ့်ရဲ့စွမ်းအပြည့်နဲ့စူး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 ဆိုင်ဆိုင်ပေါ့နော်ဆွဲဆွဲနစ်နစ်နဲ့လုံနေတာလားဆိုတာကိုကျွန်တော်တို့ကအဲ့ဒါအဲ့ဒါကိုကျွန်တော်တို့ကကြည့်တာကျွန်တော်တို့လာကြည့်တဲ့အခါမှာလေ ဟိုပကြီးကားအနေနဲ့ကတော့ new art ဆိုတာမရှိတော့ new painting ဆိုတာမရှိတော့ဘောနော်ဒါပေမဲ့ energy ပေါ့နော်သူ့ရဲ့ mental energy တွေနော်နော် physical energy တွေအဲ့ဒါတွေကိုကျွန်တော်တို့ကသိရတယ်ပြီးရင်တော့ကကြတော့အခုဒီပွဲမှာသူရင်းရဲ့ပွဲမှာအဲ့ဒါကိုသွားလာလာတွေ့ရတယ်ဘောနော်ဒီပေါ်မှာစူးစူးဆိုင်ဆိုင်စူးစူးနစ်နစ်လှုပ်ထားတဲ့ဟာသူ့ရဲ့စွမ်းအားတွေပေါ့နော်စွမ်းရည်တက်တီတွေကိုသွားတွေ့ရတယ်ဘောနော်ဒီပွဲလေးဟိုအရင်ကပွဲတဲ့ဆိုင်ပို့ပြီးတော့မှအားရတယ်ဘောနော်အဲအဲ့ဒါလေးကျွန်တော်ပြောချင်တာပါ ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ကဒီလိုမျိုးပကြီးဆွဲတဲ့ခါမှာဘာမှတော့မျောလင်းပြီးတော့မှဆွဲလို့တော့မရဘူးပေါ့နော်ဥမာဒီကဘာကျော်ဖို့ဘာညာခေါင်းခေါင်းစဉ်ရတဲ့ကတော့တိတ်တော့မလွယ်တော့ဘူးတိုးတော်လည်းပဲကိုယ်ရဲ့ဘလောက်ဒီဒီပေါ်မှာနှစ်မြုပ်ထားနိုင်တယ်လေအဲ့ပေါ်မှာအကျိုးကျေးဇူးတွေကတော့ तू လာမှာပါကင်မရာနည်းနည်းရှာရှာလှုပ်လေလေ तू ကင်မရာဒါဒါလူကိုလုံးကသိတယ်လေဒါပကြီးပညာရှင်တွေကသိတယ်သူဘလောက်ဒီလှုပ်ထားတယ်ဆိုတော့အဲအဲ့ဒီရဲ့အကျိုးကျေးဇူးတွေကတော့ तू ခံစားရမှာပေါ့နော် အချိန်ကျသူရောက်လာမှာပေါ့နော်ဒီဘောမှာစူးစိုက်လှုပ်လေလေသူ့ရဲ့အတိတ်ပဲတွေကပို့ပြီးတော့ဖြစ်လာနေပြီပေါ့နော်အဲ့ဒါပါဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရေးဆွဲထားတဲ့ပကြီကားတွေကနောင်မြပောင်းများစွာတိုင်အောင်ပင်ချင်းပြန်ကြည့်ကြည့်အသက်သက်သောအတွေ့ကိုပေးဆွနိုင်ပါရဲ့ဆိုတဲ့ပကြည်သူရင်ရဲ့ Ways My Mind ဆိုတဲ့ဒီပကြည်ပြပွဲကိုတော့ရန်ကုန်မြို့ကုံတိန်လမ်းမပေါ်မှာရှိတဲ့လောကနဲ့ပကြည်ပြကန်းမှာ အော်တိုဘာလ25ရက်မှ29ရက်နေ့ထိကြာတာလျက်ရှိပါတယ်ရှင်။